အားလုံးပဲမင်္ဂလာပါမချိမနစ်ကနေပြန်လဲကြိုဆိုလိုက်ပါရင်မချိမနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Ferdinand 2018ဆိုတဲ့ရုပ်ရှင်လေးပဲဖြစ်ပါရင် Ferdinand ဆိုတဲ့ကျွဲလေးကသူ့ရဲ့မိသားစုနဲ့꿰သွားတာကြောင့်လမ်းမှာရှိသမျှအရာတွေအားလုံးကိုဖျက်ဆီးမိပြီးတော့ကျွဲရိုက်တိုက်သူကိုသူ့ရဲ့ကျင်နာမှုနဲ့အနိုင်ယူမှာပဲဖြစ်ပါရင်ကေစင်းသေးဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်းစီစဉ်တင်ဆက်သူဆက်ပဲဖြစ်ပါရင် စပိန်နိုင်ငံဂျီလက်မျိုးလေးဖြစ်တဲ့ကာစီဒါတီရိုမှာဖာဒီနန်းဆိုတဲ့ကျွဲပေါလေးတကောင်နေပါ යි သူကတော့တခြားကျွဲတွေလိုမျိုးတိုက်ခိုက်ခြင်းစိမရှိဘဲနဲ့အေးအေးကြဲကြဲနဲ့ကိုပန်းနဲ့လေးရှူပြီးတော့ပန်းလေးနဲ့စကားပြောရတာကိုပဲကြိုက်နေတပိုင်းဒီနေ့မှာတော့သူပန်းလေးကိုရေလောင်းနေတော့မှာအနိုင်ရသူထရက်ကာတစ်စီးကရောက်ရှိလာတာကြောင့်ကိုင်းနဲ့ကကျွဲပေါလေးတွေအလုံးကဆိတ်လို့ရှားစွာနဲ့ကိုထွက်လာကြည့်ကြပါ යි ဖာဒီနန်ကတော့အဲ့ဒီကားကဘာလို့လာတာလဲမသိတဲ့အတွက်ကိုကျွဲပေါလေးတွေကိုမေးလိုက်ပါရင်ဗီလီတန်တေကတော့အဲ့ဒီကားကကျွဲရီတွေကအင်အားကြီးဆုံးကျွဲကိုခေါ်သွားခဲ့ပြီးတော့နမဲကြီးလောက်အောင်လို့လှုပ်ပေးမှလို့ပြောလိုက်ခဲ့ပါရင်တနေ့နေ့မှာတော့နမဲကြီးတဲ့သူဖြစ်လာမယ့်နေ့ကိုအိမ်မက်ရင်နဲ့ကျွဲပေါလေးတွေကကာစီဒါတေရိုမှာဘဒူတန်ပါဆုံးလဲဆိုတာကိုညင်းခုန်ကြပါတော့တယ်ဗီလီယန်တေကတော့ဘုံကိုတွန်းလိုက်တဲ့အတွက်ကိုဘုံကတော့ဖာဒီနန်နဲ့ပန်လီရဲ့နာကိုပြုတ်ချသွားခဲ့ပါရင်ပန်လီကိုကာကွယ်နေတဲ့ဖာဒီနန်ကိုတွေ့လိုက်ရတဲ့ ီလီယန်တေးကတော့ပန်းကိုနင်းချေဖို့လိုလိုက်ပေမဲ့လို့ဖာဒီနန်ကတော့သူ့ရဲ့ခန္ဓာကိုယ်နဲ့ပန်းကိုကွဲထားလိုက်ပါတယ်။အဲဒီနောက်မှာတော့ကွဲပိုင်ရှင်ရရှိလာခဲ့ပြီးတော့ကျွဲတင်ကုတ်ထဲမှာရှိတဲ့အရွယ်ရောက်ပြီးသားကျွဲတွေအလုံးကပြိုင်ပွဲမှာရွေးချယ်ခံရဖို့အတွက်ကွင်းမြေထဲကိုလာခဲ့ကြပါတယ်။ဖာဒီနန်အဖေနဲ့ဗီလီယန်တေးရဲ့အဖေတို့ကတော့ကွင်းပြင်ထဲမှာတိုက်ခိုက်လိုက်ကြပြီးတော့အနေငယ်လောက်ကြာသွားတဲ့အခါမှာတော့ကွင်းပိုင်ရှင်ကဖာဒီနန်ရဲ့အဖေကိုရွေးလိုက်ပိုင်းအရွေးခံလိုက်ရတဲ့အတွက်ကိုမှဖာဒီနန်အဖေကအရန်ကိုမှပျော်ရှင်နေပြီးတော့မတော်ခင်သူ့ရဲ့သားကိုနှုတ်ဆက်ဖို့ကိုစကားပြောလိုက်ပိုင်း ဖာဒီနန်ကတော့သူကအခုသူ့ဖေတို့လိုမျိုးမတိုက်ခိုက်ချင်ဘူးဆိုပြီးတော့ပြောလိုက်ပေမဲ့သူ့ရဲ့ဖေကတော့ဖာဒီနန်ကကြီးလိုက်ရင်ဒီကွင်းထဲမှာဘယ်သူမှမမြင်ဘူးလောက်အောင်လို့အကောင့်ကြီးတဲ့ကျွဲတကောင်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဖာဒီနန်ကတော့သူ့ဖေကိုရန်ကတော့မှသူ့ကိုနားမလည်တဲ့အတွက်ကိုဝမ်းနဲ့သွားခဲ့ပြီးတော့တင်းကုတ်ထဲကိုဝင်ဖို့ပြန်လာခဲ့ပါတယ်လမ်းမှာတော့သူကဗီလီယန်တီသူ့ရဲ့ပန်းကလေးကိုနင်းချစ်ပြစ်သွားတာကိုမြင်လာရပါတယ် ဖာဒီနန်ကတော့တင်းကုတ်ထဲမှာပဲသူ့ရဲ့ဖေကိုရပ်ပေါင်းများစွာစောင့်နေခဲ့ပြီးတော့တနေမှာတော့သူ့ရဲ့ဖေကိုတင်းသွားခဲ့တဲ့ကားတန်ကိုကြားလိုက်ရတဲ့အတွက်အပြင်ကိုထွက်ကြည့်လိုက်ပါရင်ထရက်ကားကိုဖွင့်လိုက်တဲ့အခါမှာတော့ဘာကူမှမတွေ့ရပဲနဲ့ကားကိုတန်ရှင်းရင်းလုံးနေတာကိုပဲတွေ့လိုက်ရတဲ့အတွက်ဖာဒီနန်ကတော့သူ့ဖေပြန်ပွဲမှာရှုံးသွားပြီဆိုတာကိုသိလိုက်ရပါရင်ဖာဒီနန်ကတော့အဲ့ဒီနေရာမှာရင်ကိုရဲကြီးနေတော့အဆောင်တစ်ယောက်ကသူ့ကိုတွေ့ပြီးတော့ တင်းကုန်ထဲကိုပြန်ထည့်ဖို့ကြိုးစားပေမယ့်ဖာဒီနန်ကတော့ကြောက်လန့်ပြီးတော့ထွက်ပြေးလိုက်ပါတယ်။အဆောင်တွေကတော့သူ့ရဲ့နောက်ကိုလိုက်ကြပေမယ့်ဖာဒီနန်ကတော့ဒါကသူ့ရဲ့ဘဝကိုပြောင်းလဲဖို့တခုတည်းသောအခွင့်အရေးဆိုတာကိုသိတဲ့အတွက်ကာစီရဲထဲရိုကနေကိုထွက်ပြေးသွားလိုက်ပါတယ်။ဖာဒီနန်ကတော့ယထာရွဲတစ်ခုပေါ်ကိုတက်သွားခဲ့ပြီးတော့ယထာရက်သွားတဲ့ခါမှာတော့အဲ့ဒီအပေါ်ကနေဆင်းပြီးတော့လမ်းဆင်းလျှောက်လိုက်ပါတယ်။ တော်ရဲမှာလမ်းလျှောက်ရင်းနဲ့ခွေးဟောင်းတန်တွေကိုကြားတဲ့အခါမှာတော့ဖာဒီနန်ကတော့ကြောက်လန့်တရားကိုထွက်ပြေးနေတဲ့တောင်ဆောင်တစ်ခုကနေချောကျသွားခဲ့ပြီးတော့မိလဲသွားခဲ့ပါပြီ။သူကတော့တင်ကုတ်တစ်ခုတည်းကိုကြာသွားခဲ့တာဖြစ်ပြီးတော့မနေ့ရောက်တဲ့အခါမှာတော့ဖာဒီနန်ကနိုထလာခဲ့ပါပြီ။သူနုံနုံချင်းမှာပဲနီနာဆိုတဲ့ကောင်မလေးကသူ့ကိုလာကြည့်နေခဲ့ပြီးတော့ဖာဒီနန်ကတော့အစာပိုင်းမှာတော့ကြောက်နေပေမဲ့နီနာကလည်းပန်လေးတွေကိုကြိုက်တာတီးသွားတဲ့အတွက်ကိုစိတ်လုံခြုံသွားခဲ့ရပါပြီ။ဖာဒီနန်ကတော့နီနာကိုရုံဖို့ကိုဆုံးဖြတ်လိုက်ပြီးတော့သူနဲ့တူတူတင်ကုတ်ထဲကနေကိုထွက်လာခဲ့ပါပြီ။ နီနာကတော့ဖာဒီနန်ကိုပန်းလေးတွေနဲ့ပြစ်နေတဲ့တင်းကုပ်ပေါ်ကိုခေါ်သွားခဲ့ပြီးတော့ဖာဒီနန်ကတော့လမ်းမှာတွေ့သည်မပန်းလေးတွေကိုနမ်းနေခဲ့ပါ යි ။ဖာဒီနန်ကတော့ပန်းတွေပြစ်နေတဲ့တောက်ကုန်းမှာပဲနေတိုင်းနီနာနဲ့တူတူကစားပြီးတော့နီနာရဲ့ဖေဝမ်ရဲ့လေလုတ်တွေကိုကုလုပ်ပေးနေခဲ့ပါ යි ။ နှစ်နှစ်ငယ်ကြာပြီးသွားတဲ့နောက်မှာတော့ဖာဒီနန်ကအကောင့်ကြီးတဲ့ကျွဲကြီးဖြစ်လာခဲ့ပြီးတော့သူ့ရဲ့မိသားစုနဲ့အတူတူပုံမှန်လိုပဲနေရက်တွေကိုဖျက်တမ်းနေခဲ့ပါပြီ။ဖာဒီနန်ကတော့အရွယ်ရောက်လာခဲ့ပြီးတော့ပန်းပွဲတော်အတွက်ကိုခြံထဲကပန်းတွေကိုဂရုစိုက်ပေးနေခဲ့ပါပြီ။ဒါပေမဲ့လို့ဝန်ကတော့ဖာဒီနန်ကအရန်ကုန်မှအကောင့်ကြီးလာပြီးဖြစ်တဲ့အတွက်ကိုအရင်လိုမျိုးပန်းပွဲတော်တွေကိုခေါ်သွားလို့မရဘူးဆိုပြီးတော့ပြောလိုက်ပါပြီ။ ။အင်နာကတော့ဖာဒီနန်ကိုမခေါ်ရင်သူလည်းမလိုက်ဘူးလို့ပြောပေမယ်။ဝမ်ကတော့သူရဲ့အိမ်မွေးခွေးလေးပေါကိုကိုပဲခေါ်သွားတော့မယ်လို့ပြောလိုက်ပါရင်။နီနာကလည်းလိုက်သွားခဲ့ရပြီးတော့ဖာဒီနန်ကတော့တောင်ကုန်းပေါ်မှာထိုင်ရင်းနဲ့ကိုမှကြံနေခဲ့ပါရင်။သူကတော့နီနာတို့ရဲ့နောက်ကိုလိုက်သွားရမှာလားမလိုက်သွားရဘူးလားဆိုတာကိုစဉ်းစားရင်းနဲ့နောက်ဆုံးမှာတော့လိုက်သွားဖို့ကိုဆုံးဖြတ်လိုက်ပါရင်။စပိန်နိုင်ငံရဲ့ຫນွေဥပွဲတော်ဖြစ်တဲ့ပန်းပွဲတော်ကိုရောက်သွားတဲ့အခါမှာတော့ဖာဒီနန်ကတော့နီနာကိုလိုက်ရှာရင်းနဲ့လမ်းမှာတွေ့သည်မပန်းလေးတွေကိုလိုက်နှံလိုက်ပါရင်။ ူကတော့တစ်ဖက်လမ်းမှာရှိနေတဲ့နီနာတို့ကိုမြင်လိုက်တဲ့အတွက်ကိုမှသူတို့စီကိုသွားဖို့ကိုလုံလိုက်ပေမဲ့သူ့ရဲ့ခေါင်းကအဝတ်တန်းတစ်ခုနဲ့ကိုညှိသွားခဲ့ပါရင်သူကတော့ယုံလိုက်ရင်လည်းပြားတကောင်ပေါ်ထိုင်ချမိပြီးတော့နာကျင်သွားခဲ့တဲ့အတွက်ကိုလန့်ပြီးတော့ထပီလိုက်ပါရင်ဖာဒီနန်ရဲ့မျက်နှာကိုအဝေးစားနဲ့ကိုအုံမိနေတဲ့အတွက်ကိုပြင်းရင်းနဲ့လမ်းမှာရှိသမျှအရာတွေအားလုံးကိုဝန်တိုက်မိသွားခဲ့ပါရင် ။မျိုးရဲကသူတွေအားလုံးကလည်းသူ့ကိုလန်သွားကြပြီးတော့ဖာဒီနန်ကဘောလုံးရောက်တဲ့ဆင်တစ်ခုကိုလည်းဝင်တိုက်သွားခဲ့မိပါပြီ။ကလေးနဲ့တွန်းလက်ကလည်းဖာဒီနန်ရဲ့ဦးကျိုးမှာချိန်မိသွားခဲ့ပြီးတော့ကလေးကဖာဒီနန်မျက်နှာပေါ်ကအဝတ်ကိုဖယ်ပေးလိုက်ပါပြီ။ဖာဒီနန်ကတော့သူ့ရဲ့ရှေ့မှာကားကိုမြင်လိုက်ရပြီးတော့မတိုက်မိအောင်ရပ်ဖို့ကိုကြိုးစားပေမဲ့အရှိန်မထိန်နိုင်တော့ဘဲနဲ့ကားကိုတိုက်မိသွားခဲ့ပါပြီ။ကလေးကလည်းလွင်သွားခဲ့ပြီးတော့ပန်းတွေစီထားတဲ့ကျိုးပေါ်ကနေတွဲလောင်းလေးကိုရှော့ချသွားခဲ့ပါပြီ။ကလေးအောက်ကိုကြားကန်နေမှာပဲဖာဒီနန်ကကလေးကိုမိဘကိုမကြောက်အောင်လို့ကဲပေးလိုက်ပြီးတော့ပြေးသွားတာကိုလည်းရက်လိုက်ခဲ့ပါရင် ဒါပေမဲ့လို့သူဖြက်စီမိလိုက်တာတွေကြောင့်လူတွေကသူ့ကိုချွေရဲတကောင်ဆိုပြီးတော့ထင်သွားကြပြီးတော့တရိတ်ဆန်ဖန်စီရေးကိုခေါ်လိုက်ကြပါရင်ဖာဒီနန်ကိုတရိတ်ဆန်ဖန်စီရေးကလာဖမ်းကြတဲ့အချိန်မှာပဲပါကိုကသူအဲ့ဒီသူတွေကိုအာယုံလွှဲထားပေးမှမလို့သူ့ကိုထွက်ပြေးဖို့ကိုပြောလိုက်ခဲ့ပါရင်ဒါပေမဲ့လူတွေကခွေးကိုဂူမဆိုင်ကြပဲနဲ့ဖာဒီနန်နောက်ကိုပဲလိုက်ကြပါရင်ဖာဒီနန်ကတော့လမ်းကြားတစ်ခုတည်းကိုပြေးလာရင်းနဲ့ပဲတွေးတဲ့အင်းတွေကိုဝင်ပုံလိုက်ပါရင်ကံမကောင်းစားနဲ့ပဲသူရောက်တဲ့အင်ကပကံပြားတိုက်လိုမျိုးနေရာနှက်ကိုပကံတွေစီထားတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်နေခဲ့ပါရင် ဖာဒီနန်ကတော့သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့ပကံတွေကိုမချိအောင်လို့ရှောက်သွားပေမဲ့လို့ပကံတွေကိုတိုက်မိပြီးတော့အရာတွေမချကွဲခင်မှာသူ့ရဲ့ပဇံတဲ့ကိုမှလှန်ဖန်ထားလိုက်ပါတယ်။စိုင်ပိုင်ရှင်ကတော့သူ့ရဲ့အမေးကိုဖုန်ရှင်းတဲ့ငှက်မွေးတံထင်ပြီးတော့အရာနဲ့ပကံတွေကိုဖုန်လိုက်ရှင်းခဲ့ပါတယ်။အဖွာဦးကတော့ဖာဒီနန်ရဲ့နှကောင်းကိုပါအမီးနဲ့ကိုပုတ်မိသွားခဲ့ပါတယ်။ဖာဒီနန်ကတော့နှာခေါင်းရတဲ့အတွက်ကိုနှာချင်းမိသွားပြီးတော့အဖွားအုပ်ကလည်းအရှိတတဲကပန်းလှည့်ပေါ်ကိုချသွားခဲ့ပါရင်တရိတ်ဆန်ဖန်စီရဲကလည်းဖာဒီနန်ကိုကာစီရဲတဲရိုကိုပြန်ပို့ဖို့အတွက်ကိုကုန်တင်ကားပေါ်ကိုဆွဲပြီးတော့တင်ခေါ်လိုက်ကြပါရင် အဲ့ဒီအဖြစ်အပျက်ကိုမြင်လာရတဲ့နီနာကဖာဒီနန်ကိုလှုပ်ပေးဖို့ရဲမေတယောက်ကိုပြေးပြောပေးမယ်လို့ရဲမေကတော့သူ့ကိုဂရုမစိုက်ပဲနဲ့ဖာဒီနန်ကိုခေါ်သွားဖို့ကိုခွင့်ပြုလိုက်တဲ့အတွက်ကိုမှနီနာကတော့ဝမ်းနဲ့စာကိုငိုရင်းနဲ့ကိုချန်နေခဲ့ပါ යි ဖာဒီနန်ကတော့ကုန်တင်ကားပေါ်မှာအိပ်ပျော်ရင်းနဲ့နိုးလာတဲ့ခါမှာတော့ညာရောက်နေပြီဖြစ်ပြီးတော့ကာစီရဲတဲရိုရဲကိုဝင်နေပြီလည်းဖြစ်ပါ යි ဖာဒီနန်ကတော့အပြင်ကိုကြီးလိုက်ပြီးတော့သူ့ဘဲကိုရောက်နေလဲဆိုတာကိုတီးသွားတဲ့ခါမှာတော့ရုံထွက်ဖို့ကိုစူးစမ်းရင်းနဲ့သူ့ရဲ့ဥကြုံကကားထဲမှာကိုညှိသွားခဲ့ပါ යි ကာစီရီတီရိုပိုင်ရှင်ကဖာဒီနယ်ဆဲလိုရှာနေတာကိုမြင်ပြီးတော့သူ့ကိုဆဲလျှော့အောင်လှုပ်ဖို့အတွက်ကိုသူ့ရဲ့လက်ထောက်ကိုခိုင်းလိုက်ပါတယ်။သူတို့ကတော့လူပေးဆိုရဲယူနေတဲ့ဆဲကိုဖာဒီနယ်နဲ့တူတူကားရဲကိုထည့်ပေးလိုက်ပါတယ်။လူပေးကတော့အရန်ကိုမှစကားများတာကြောင့်ဖာဒီနယ်ကိုဆဲလျှော့အောင်ပြောပေမဲ့ဖာဒီနယ်ကတော့ပို့ပြီးတော့ဆဲလိုရှာကယုံလိုက်ပြီးတော့နှစ်ကောင်လုံးကတော့ကားအပြင်ကိုလိတ်ကျသွားခဲ့ပါတယ်။လူပေးကတော့ဖာဒီနယ်အောက်မှာပြီးသွားတဲ့အတွက်ကိုသူကတော့ဖယ်ပေးလိုက်ပြီးတော့လူပေးကိုသူ့ကိုကူညီပေးဖို့ပြောလိုက်ပါတယ်။ လူပေကတော့သူ့ကိုလေ့ကျင့်ပေးခိုင်းဖို့ကိုပြောတယ်ထင်ပြီးတော့ဖာဒီနန်ကတော့လေ့ကျင့်ပေးတဲ့အနေနဲ့အရင်ဆုံးသူ့ရဲ့တင်တန်းသားတွေနဲ့မိတ်ဆက်ပေးဖို့တင်းကုတ်တဲကိုခေါ်သွားခဲ့ပါ යි ။အားလုံးကတော့ဖာဒီနန်ကိုတွေ့တာနဲ့မှတ်မိသွားကြပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အရင်ကြည့်လာတဲ့အတွက်ကိုအံ့ဩနေခဲ့ကြပါ යි ။အဲ့ဒီအချိန်မှာပဲဗီလီယန်တေးကတော့ဘဲကမန်းကိုမတိထွက်လာခဲ့ပြီးတော့ဖာဒီနန်ကိုပဲငငယ်တုန်းကလိုမျိုးကိုချင်းချလိုက်ပါ යි ။ဖာဒီနန်ကတော့ဒေါသမထွက်ပဲနဲ့တိုက်ခိုက်ဖို့ကိုပဲညှဉ်းဆန်လိုက်ပါ යි ။ငယ်တငယ်ချင်းတွေနဲ့ကိုပြန်တွေ့သွားပြီးတဲ့နောက်မှာတော့လူပေကဖာဒီနန်ကိုသူ့အိတ်ဖို့တင်းကုတ်တဲကိုခေါ်သွားပြီးပြီးတော့အိတ်လိုက်ကြပါ යි ။အဲ့ဒီညမှာပဲဖြူကောင်လေးသုံးကောင် င်ကသူတို့တင်းကုတ်ထဲကိုဝင်လာခဲ့ပြီးတော့အစာတွေကိုခိုးနေခဲ့ပါတယ်။သူတို့ခိုးနေတုန်းမှာပဲလူပေကမိသွားခဲ့ပြီးတော့ရှံပြစ်လိုက်ကြပါတယ်။ဖာဒီနန်ကရံပွဲရက်ပြီးတော့အီစီအိတ်လို့ရအောင်လူပေကိုတားလိုက်ပြီးတော့ဖြူကောင်လေးတွေကိုထွက်လို့ရအောင်လို့သူ့ရဲ့ဥယျုံနယ်ကိုပရင်ပေါက်ပေါ်ကိုတင်ပြလိုက်ပါတယ်။အဲဒီနောက်မှာတော့ဖာဒီနန်ကဘလို့ပဲသွားရသွားရအင်ကိုရအောင်လို့ပြန်မယ်ဆိုပြီးတော့တင်းကုတ်ထဲကနေကိုထွက်လာခဲ့ပါတယ်။သူကတော့ချန်စီယိုကိုဖျက်ဖို့ကိုလုံလိုက်ပေမဲ့အဲ့ဒါတွေကလျှက်စစ်ချန်စီယိုဖြစ်တာကြောင့်ဖာဒီနန်ကလည်းတက်လိုက်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲမြင်းတုံးကောင်ကရောက်ရှိလာခဲ့ပြီးတော့ဖာဒီနန်ကိုဝိုင်းပြီးတော့ရှည်လိုက်ကြပါတယ်။ ဖာဒီနန်ကတော့အဲ့ဒီမြင်းတွေကသူ့ကိုကူညီနိုင်မယ်ထင်ပြီးတော့ဒီ channel ကနေကိုထွက်ဖို့ကူညီပေးဖို့ကိုပြောလိုက်ပါရင်ဒါပေမဲ့မြင်းတွေကသူ့ကိုထပ်ပြီးတော့လှောင်လိုက်ကြပြီးတော့နောက်တစ်ခါထွက်ပြေးဖို့ကိုကြံရင်လူတွေကိုလှမ်းခေါ်လိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါရင်နောက်နေ့မနေ့မှာတော့လူပေကအားလုံးထက်အရင်နိုးနေပြီးတော့ champion ကိုခြောက်ကြည့်လိုက်ပါရင်သူကတော့ channel ကိုဒီနေ့ April Meru လာမယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အတွက်ကိုပြောပြီးတော့တင်းကုတ်ထဲကကျွေးရီအားလုံးကိုပြပြလိုက်ပါရင် သူကတော့ Jerry အားလုံးကိုပြောပြနေရင်းနဲ့အပြော့လင်းပြီးတော့ Ferdinand ရဲ့အမေးကိုတန်နေလိုက်မိတာကြောင့်နေရည်တဲ့အထီးကိုမှအကန့်ခံလိုက်ရပါပြီ။ Mr. Morino ကလည်း Aprimero ကိုထွက်ကြိုလိုက်ပြီးတော့သူ့ရဲ့တပည့်တွေကတော့ Jerry ကိုကွေးမြင်းထဲကိုလွှတ်ပေးလိုက်ကြပါပြီ။ Aprimero ကတော့ Mr. Morino ကိုသူ့နာမယူခင်မှာတိုက်ခိုက်ဖို့အကောင်ဆုံးကြိုးရမ်းတဲ့ကောင်ယူမယ်ဆိုပြီးတော့ပြောလိုက်ပါပြီ။ အလုံသမားတွေကအားလုံးကိုပြင်ဆင်ပြီးသွားတဲ့နောက်မှာတော့ every mail တို့ကကွင်းပေါ်ကနေပွဲကြည့်ဖို့ကိုရည်နေလိုက်ပါ යි အလုံသမားတွေကကျွဲတွေကိုပြန်ကွင်းထဲကိုတွင်ဖို့တကားဖွင့်လိုက်ပေမဲ့လို့ဖာဒီနန်ကတော့ရှေ့ဆုံးကနေပြီးတော့မတိုက်ခိုက်ချင်တာကြောင့်တကားပေါက်ကိုပိတ်တယ်လို့ဖြစ်နေခဲ့ပါ යි ဖာဒီနန်ကိုဖယ်ဖို့အတွက်ကိုဗီလီယန်တေးကတော့သူတို့ကွင်းထဲကနေကိုကန့်ထုတ်လိုက်ပြီးတော့ every mail တို့စီကအမြင်ကောင်းရအောင်လို့တခြားကျွဲတွေနဲ့ကိုတိုက်ခိုက်လိုက်ကြပါတော့ရီ ပေမဲ့လေလုံသမားတွေကတယောက်ကပြန်ကွင်းထဲမှာအချိန်မီကိုမထွက်နိုင်ပဲနဲ့စံသက်ခန်းတီထွေမှုဖြစ်တဲ့မာကာနီဆိုတဲ့ထိုးစန်းတဲ့ဂျွန်ရိုင်ကလိုက်ပြီးတော့တိုက်ခိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲဖီလီယန်တီကတော့ဖာဒီနန်ကိုဆင်ခေါ်ဖို့သူ့ကိုဝင်ခွေလိုက်ပါပြီ။ဒါပေမဲ့လို့ခွာဖို့ကအေဘရီမေရူးစီကနေပြီးတော့အရွေးချယ်ခံကျင်တာကြောင့်ဖီလီယန်တီကိုဝင်ခွေလိုက်တာဖြစ်ပါပြီ။ကဘူကတော့သူ့ကိုယ်သူယုံကြည်ချက်အပြည့်ဖြစ်နေတာကိုတွေ့တော့ဖီလီယန်တေးကလည်းအေဘရီမေရူးစီကဘသူအရွေးခံရမလဲဆိုတာပြန်ပူဆင်ခေါ်လိုက်ပါ යි ။ကဘူကတော့လက်ခံလိုက်ပြီမယ်လို့ဖီယားကအရန်ကိုမှများတာကြောင့်ကွင်းထဲမှာပဲမေးလည်သွားခဲ့ရပါ යි ။ ဖာဒီနန်ကတော့သူ့ရဲ့တငယ်ချင်းအဆင်ပြေရလာကြီးဖို့ကိုသွားပေမယ့်ပြင်းနေတဲ့ဘုံကတော့ရှေးကနေကိုဖျက်မိသွားခဲ့ပြီးတော့ဘုံကတော့သူ့ကိုဝင်တိုက်မိသွားခဲ့ပါ යි သူကတော့မာကာနီကိုပါဝင်တိုက်မိပြီးတော့မာကာနီဥချိုဘော်ကအလုသမားကလည်းအပြင်ကိုလွန့်ထွက်သွားခဲ့ပါ යි ပြန်ကွင်းထဲမှာရှုပ်ရှက်ခတ်သွားတာကိုမြင်လိုက်ရတဲ့အတွက်အေပရိုမေရိုကလည်းပွဲကိုရပ်တန့်ဖို့ကိုပြောပြီးတော့ထွက်သွားဖို့ကိုလိုလိုက်ပါ යි ဒါပေမဲ့လို့သူကမော်ရီနိုရဲ့တောင်းဆိုမှုကြောင့်ပဲကျွဲရီကိုနောက်ထပ်တစ်ချိန်ကိုအခွင့်အရေးပေးဖို့လိုလိုက်ပြီးတော့တကယ်လို့သူသားချန်ပီယံကျွဲကိုမရခဲ့ရင် ကာစီဒဲထဲရိုကိုဒေဝါလီခံရအောင်လို့လုပ်မယ်လို့ပြောလိုက်ပါတယ်။ပြိုင်ခွင့်ကအပြတ်လမ်းမှာတော့ဂျဲရီကအေဘရိုမေရိုကိုစိတ်ပြတ်အောင်လုပ်မိခဲ့တဲ့အတွက်ကိုဖာဒီနန်ကိုလည်းအပြစ်တင်နေခဲ့ကြပါတယ်။သူတို့ကရပ်ဖြစ်နေရင်လည်းအပြင်ကဂွာပူရဲ့အော်တန်ကိုကြားရတဲ့အတွက်ကိုဘာဖြစ်နေရလဲသိအောင်လို့ထွက်ကြည့်လိုက်ပါတယ်။ဂွာပူကတော့သူ့ကိုယ်သူချန်ပီယံအဖြစ်ကိုအရွေးခံလိုက်ရပြီဆိုပြီးတော့ကြွားနေတဲ့အထီးကိုမှအော်ပြောနေခဲ့ပြီးတော့ကုန်တင်ကားတွေကိုဝင်သွားခဲ့ပါတယ်။ ကိုနေကထွက်သွားပြီးတဲ့နောက်မှာတော့ဘုံကတော့ဆင်မကောင်းဖြစ်နေခဲ့ပြီးတော့အဲ့ဒီကားကချန်ပီယံခေါ်သွားတဲ့ကားမဟုတ်ဘဲနဲ့တာတက်ယုံကိုခေါ်သွားမဲ့ကားဆိုတာကိုပြောပြလိုက်ပါရင်အဲ့ဒီညမှာတော့ဖာဒီနန်ကတင်းကုတ်ထဲမှာနေရင်းနေနီနာနေသူ့ရဲ့ချန်အကြောင်းကိုပြန်တွေးနေခဲ့ပါရင် အဲ့ဒီအချိန်မှာပဲသူကထိုးစက်တဲ့အတန်တစ်ခုကိုကြားလိုက်ရတဲ့အတွက်ကိုကြည်လိုက်တဲ့အခါမှာတော့ဘုံကတော့ကွာပူအတွက်ကိုမှငိုနေတာကိုတွေ့လိုက်ရပါတယ်။ဖာဒီနန်ကတော့တညာလုံးဘုံကိုချော့ပေးနေပြီးတော့မနေရောက်တဲ့အခါမှာတော့ကွင်းထဲမှာဂျယ်ရီလေးကြည့်နေတာကိုအဲဘရီမေရိုကကြည့်နေတာတွေ့လိုက်ရပါတယ်။ဒါပေမဲ့လို့သူကမနေကပါသွားတဲ့ခါပေါ်ကြောင့်စဉ်းစားနေသေးတဲ့အတွက်ကိုလူပေကတော့သူ့ရဲ့တပည့်ကိုလေးကျင်းတဲ့စီကိုအာယုံရအောင်လို့ကိုလာပြောပါတယ်။သူတို့လေ့ကျင့်ဖို့လုံးနေတော့မှပဲကွင်းထဲမှာရုံလေးတစ်ကောင်ကရောက်ရှိလာခဲ့ပြီးတော့အန်ကတ်ကတော့အဲ့ဒါကိုတေချာကိုမမြင်ရတဲ့အတွက်ကိုသူတိုက်ခိုက်ရမယ့်အရာလို့ပဲထင်ပြီးတော့ပြေးခွေပါတော့ရီ အဲ့ဒါကိုမြင်လိုက်ရရင်ဖာဒီနန်ကတော့အန်ကက်ကိုတားဖို့ကိုပြင်ပေးမယ်လို့အန်ကက်ကတော့သူပါပြောလဲဆိုတာကိုနားမလည်တဲ့အတွက်ကိုမှဆက်ပြီးတော့ပြင်နေခဲ့ပါပြီ။ဖာဒီနန်ကလည်းအန်ကက်ယုံကလေးကိုမခွေးမိခင်မှာတွန်းထုတ်လိုက်ပြီးတော့တူကိုရန်ကလည်းအရှင်ထိန်ဖို့ကိုစ조사ပေးမယ်။ထိန်မရတဲ့အတွက်သူ့ရဲ့ဂျုံနဲ့ယုံလေးကိုကွင်းပြီးတော့ရှောင်သွားခဲ့ပါပြီ။ဖာဒီနန်ရဲ့ဥကြိုကရေတန်းကြီးမှာသွားဆိုင်မိသွားခဲ့ပြီးတော့အကြောက်လွန်သွားတဲ့ယုံလေးကလည်းမေ့လည်သွားခဲ့ပါပြီ။ဖာဒီနန်ကတော့ယုံလေးကိုအသက်ရှင်အောင်လို့ဖို့အရေးပေါ်ကယ်ဆယ်နည်းနဲ့ကိုကယ်ပေးလိုက်တဲ့အတွက်ကိုယုံလေးကတော့ပြန်ပြီးတော့တတိယလာခဲ့ပါပြီ။ လူပေကတော့ဖာဒီနန်ကိုတိုက်ခိုက်ဖို့ကိုလေ့ကျင့်တဲ့စီမှာပဲအာယုံဆိုင်ဖို့ပြောပေမဲ့လို့ဖာဒီနန်ကတော့မတိုက်လိုက်ချင်ဘူးလို့တာညင်ဆန်လိုက်ပါရင်သူစိတ်ကိုပြောင်းလိုက်အောင်လို့လူပေကတော့ကြွရဲတိုက်ပွဲအကားတစ်ခုအနေနဲ့မြင်ဖို့ကိုပြောလိုက်ပါရင်အဲ့ဒီအချိန်မှာပဲမြင်းတုံးကောင်ကပြန်ရောက်လာခဲ့ပြီးတော့ကျွဲတွေကမကနိုင်ဘူးလို့ပြောပြီးတော့လူပေကိုလှောင်ရင်လိုက်ကြပါရင်သူတို့မှားရကိုတက်တည်ပြဖို့ဖာဒီနန်ကချယ်စီတို့တစ်ဖက်ကနေသူ့ရဲ့ကောက်ွက်တွေနဲ့ကိုကပြလိုက်ပါရင် ီနီကာဖာဒီနန်ရဲ့ကားကွက်တွေကိုဝိုင်းရက်လောင်လိုက်ကြပြီးတော့သူတို့ကကားကွက်တွေကိုထုတ်ပြလိုက်ကြပါပြီ။သူတယောက်ထဲနဲ့သုံးယောက်ကိုပြန်နေရတာကိုတွေ့သွားတဲ့အတွက်ကိုအန်ကက်ကလူပေကိုတီလုံးတွေကိုမှုတ်ခိုင်းပြီးတော့သူ့ပါပါဝင်ပြီးတော့ကားပြလိုက်ပါပြီ။ဒါပေမဲ့လို့မြင်းတွေကပြန်ကပြီးတော့အဆုံးတက်ကိုသူတို့ခန္ဓာကိုယ်ထဲကိုအသေးပုံလုပြသွားလိုက်ပါပြီ။ ဖာဒီနန်နဲ့အန်ဂတ်တို့ကြောင်းကြည့်နေကြတော့မှပဲဖြူကောင်လေး၃ကောင်ကသူတို့ကားဘူးချန်စီယိုကလက်ရက်စင်နဲ့တချင်းနဲ့ကိုဖွင့်ပြလိုက်ပါ යි ။ဘုံကလည်းသူတို့နဲ့ပေါင်းပြီးတော့ဝင်ကပြလိုက်ပါ යි ။မြင်းတွေရဲ့ကြောမခန့်နိုင်တဲ့မာဂာနီကလည်းသူတို့ထဲကိုဝင်လာခဲ့ပြီးတော့မြင်းတွေကခေါင်းဆောင်ကိုသူတို့နောက်ကိုစတူရန်ပုံစံဖြစ်အောင်လို့ကားဘူးကိုစိန်ခေါ်လိုက်ပါ යි ။ဂျယ်ရီကဒီအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့သူတို့အားလုံးပေါင်းပြီးတော့တူတူကားလိုက်ကြပါ යි ။သူတို့ရှုံးပြီဆိုတာကိုတည်သွားတဲ့မြင်းတွေကတကောင်နဲ့တကောင်ကိုရန်ဖြစ်ကြရင်လည်းလက်ရက်စင်ချန်စီယိုနဲ့ကိုထိမိပြီးတော့ဓာတ်လိုက်သွားခဲ့ကြပါ යි ။ ကျွရီအားလုံးကရေတောက်တဲ့နေရာကိုလာကြပြီးတော့အောင်ပွဲခံနေကြပါတယ်။အဲဒီချိန်မှာပဲဗီလီယန်တေးကရောက်ရှိလာခဲ့ပြီးတော့မတိုက်ခိုက်နိုင်တဲ့ကျွဲကတားတက်ရုံကိုတွားရမှာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ဖာနီနန်ကတော့အဲ့ဒါကိုညင်ပြီးတော့အပြင်းမာဆိုရင်လွတ်လပ်တယ်လို့ပြောလိုက်ပါတယ်။ဗီလီယန်တေးကတော့တကယ်လို့အပြင်းမာတာတကယ်ကိုလွတ်လပ်တယ်ဆိုရင်တူပါလုကာစီယန်တေရိုးကိုထက်ရောက်လာတာလဲဆိုပြီးတော့မေးလိုက်တဲ့အတွက်ကျွရီအားလုံးကလည်းဗီလီယန်တေးပြောတာမှန်တယ်ဆိုပြီးတော့လေ့ကျင့်ဖို့ကိုထပ်သွားလိုက်ကြပါတယ်။ ဖာဒီနယ်ကတော့လူပေကိုဒီကထွက်သွားဖို့အတွက်ကိုကိုညီပေးဖို့ပြောလိုက်ပြီးတော့လူပေကတော့ဒီကဘယ်လိုထွက်သွားရမှာလဲဆိုပြီးတော့ဆေးလိုရှားစွာနယ်ကိုမေးလိုက်ပါ යි ဖာဒီနယ်ကတော့ဖြူလေးသုံးကောင်ကိုလည်းအကူအညီတောင်းပြီးတော့ထွက်ပြေးဖို့အစီအစဉ်မှာပြောပြလိုက်ပါ යි တို့ကပြင်ထွက်ချင်ရင်လူရင်းနေတဲ့အိမ်တွေကဖျက်ရမှာဖြစ်တာကြောင့်ဖာဒီနန်နဲ့လူပေကပတင်းပေါက်ထဲကအိမ်ကိုဝင်လာခဲ့ဖို့လိုလိုက်ပါတယ်။ဒါပေမဲ့လို့သူတို့ကအေပရီမယ်ရိုရဲ့ကားပေါ်ကိုကြားမိပြီးတော့ကားကအချက်ပေးတဲ့နေထွက်လာခဲ့ပါတယ်။အတန်တွေကြောင့်လူသမားတွေကဘာဖြစ်လဲသိရအောင်အိမ်ထဲကိုဝင်ကြည့်ဖို့လိုလိုက်ကြပါတယ်။ဒါပေမဲ့လို့ဖြူကောင်လေးတွေကသူတို့ကိုအာယုံလှဲဖို့ကားပြလိုက်တာကြောင့်အလူသမားတွေကလည်းလန့်ပြီးတော့ထွက်ပြေးသွားခဲ့ကြပါတယ်။ အဲ့ဒီကိုရောက်တဲ့အခါမှာတော့ Ferdinand ကလည်းနေရပေါ်မှာသူ့အဖေပုံနဲ့ဥကျုပ်ကိုတွေ့လိုက်ရပြီးတော့အဲ့ဒီပုံမှာလည်းနောက်ထပ်ဥကျုပ်နဲ့ပုံတွေအများကြီးကိုတွေ့လိုက်ရတဲ့အတွက်ကိုပြန်ကွင်းဆိုတာကတကယ်တော့အလင်းညာမှန်းကိုတည်လိုက်ရပါပြီ။ဖြူလေးတွေကလည်းသူ့ထွက်သွားဖို့တကားကိုဖွင့်ပေးလိုက်ပြီမယ်လို့ Ferdinand ကတော့တင်းကုတ်ထဲမှာကြံခဲ့တဲ့ကြွဲတွေကိုတတိပေးရမယ်ဆိုပြီးတော့တင်းကုတ်ထဲကိုပြန်သွားခဲ့ပါပြီ။သူကအားလုံးကိုတကယ်တော့ပြန်ကွင်းဆိုတာနောက်ထပ်သားသက်ရုံတစ်ခုဖြစ်ပြီးတော့သူတို့တက်နိုင်တဲ့မြန်မြန်ထွက်သွားရမယ်လို့ပြောလိုက်ပါပြီ။ ။ဗီလီယန်ဒီကတော့သူပြောတာကိုမယုံဘဲနဲ့ဖာဒီနန်နဲ့တိုက်ခိုက်ဖို့ကိုစင်ခေါ်လိုက်ပါရင်သူကတော့ဖာဒီနန်ကိုပြန်ကွင်းနဲ့အတင်းတိုးထည့်လိုက်ပြီးတော့တိုက်ခိုက်ဖို့ကိုလုပ်ပေးမယ်လို့ဖာဒီနန်ကတော့ညှင်းဆန်နေခဲ့ပါရင်ဒါပေမဲ့လို့ဗီလီယန်ဒီကတော့အတင်းကိုမှတိုက်ခိုက်လိုက်တာကြောင့်ပြန်ကိုခံရင်နဲ့သူ့ရဲ့ဥကြုံတစ်ဖက်ကိုချုံမိသွားခဲ့ပါရင်အဲ့ဒါတွေကိုအေဘရီမေရူကလည်းမြင်သွားခဲ့ပြီးတော့ဖာဒီနန်ကိုပြိုင်ပွဲချန်ပီယံဖြစ်ကိုမှရွေးချယ်လိုက်ပါရင်ဗီလီယန်ဒီကိုတော့တာတက်ယုံကိုပို့လိုက်ကြပြီးတော့လူပေကတော့ဖာဒီနန်ကိုသူတို့အချင်းရတော့မင်းမြန်ကိုထွက်ပြေးကြဖို့ကိုပြောလိုက်ပါ යි ။ဒါပေမဲ့လို့ဖာဒီနန်ကဗီလီယန်ဒီပါမှသာထွက်သွားမယ်လို့ပြောလိုက်ပါ යි ။ ဖြူလေးတွေကတော့လူတွေကိုတရီပေးလိုက်တာကအပြင်ကမြင်းတုံးကောင်ဆိုတာသိပြီးတော့တစ္ဆာဖောက်တွေကိုအပြစ်ပေးဖို့ထောင်ချဆင်လိုက်ပိုင်သူတို့ကမြင်းတွေကတင်းကုတ်ထဲမြားခေါ်ပြီးတော့ရေပုံးထောင်ချောင်းမိအောင်လုလုလဲကြပါ යි ။ကျွရီကခြံစည်းရိုးအပြင်ကိုထွက်လို့ရအောင်လို့မာကာနီကတော့လျှက်စစ်ခြံစည်းရိုးကိုဝါပြီးတော့ကိုဖျက်ပေးလိုက်ပါ යි ။ကျွရီအလုံးကချန်ပီယံကိုထွက်လိုက်ကြပြီးတော့ဖာဒီနန်ထွက်ပြေးလို့ရအောင်လို့တင်းကုတ်တကားကိုဝိုင်းပိတ်ပေးထားလိုက်ကြပါ යි ။ဖာဒီနန်ကတော့တားတဲ့ယုံကိုတွားလိုက်တဲ့အခါမှာတော့အချုပ်ခန်းထဲမှာအဖမ်းခံထားရတဲ့ဗီလီယန်တေးကိုတွေ့လိုက်ရပါ යි ။ သူကတော့ Villian Day ကိုလှုပ်ပေးဖို့ကိုအချုပ်တကားကိုဖျက်လိုက်ပေမယ့်လို့ Villian Day ကတော့သူကသူ့ရဲ့ကံကြမ္မာပဲဆိုပြီးတော့နေခဲ့မယ်လို့ပြောလိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကွာဘူရင်အကူညီတောင်းတန်ကိုကြားလိုက်ရတဲ့အတွက်ကိုတွားကြည့်လိုက်တဲ့အခါမှာတော့အသက်ခံဖို့ကိုကြိုးမှချိန်ထားတဲ့ကွာဘူကိုမြင်လိုက်ရပါတယ်။ ဖာဒီနန်ကတော့ဂွာဘိုကိုကယ်ဖို့ကိုသွားလိုက်ပေမဲ့လို့အချက်ပြစီတစ်ခုဖျက်မိပြီးတော့ဆက်တွေအားလုံးကစပြီးတော့အလုံးလုံးကုန်ကြပါတော့ရင်ဆက်တွေကတော့ဂွာဘိုကိုချိန်ဆောင်စီကိုခေါက်သွားခဲ့ပြီးတော့ဖာဒီနန်ကတော့သူ့ကိုဆွဲထားပေမဲ့မရခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲဖီလီယန်တေးကရောက်ရှိလာခဲ့ပြီးတော့ဂွာဘိုဟမ်ဘာကမဖြစ်ခင်တန်ချောင်းနဲ့ကျေးဆက်ကိုရအောင်လုပ်လိုက်ပါရင်ဒါပေမဲ့လို့ဆက်တွေကတော့ဆက်သွားနေခဲ့ပြီးတော့ဂွာဘိုကိုအဝေးကိုမှခေါက်သွားခဲ့ပါရင်ဖာဒီနန်နဲ့ဗီလီယန်ဒီတို့ကတော့သူတို့တငယ်ချင်းကိုပြန်ခေါ်ဖို့လိုက်သွားခဲ့ကြပြီးတော့သူတို့ဥကျိုလည်းချိန်မာကိုချိန်မိသွားခဲ့ပါရင် သူတို့ကအေးကန်းနဲ့ခေါ်သွားခံလိုက်ရပြီးတော့တုံးရောက်စလုံးကရေခဲဖြစ်ကုန်ကြပါရင်ပြီးတော့တဲ့နောက်မှာတော့သူတို့တုံးကစလုံးကိုရှော့တစ်ခုတည်းကိုပြစ်ထက်ခံလိုက်ရပြီးတော့အရှိန်များသွားတာကြောင့်အပြင်ကအမှိုက်ပုံးတဲ့ကိုကျသွားကြပါရင်အမှိုက်ပုံးကနေရှော့သွားကြပြီးတော့တင်းကုန်းရှိကအနိုင်ရသူကုန်ကားကိုဝင်တိုက်မိသွားခဲ့ကြပါရင်စူညာတန်တွေကြောင့်လူတွေကနိုးလာခဲ့ပြီးတော့ဖာဒီနယ်ကထွက်ပြေးဖို့အတွက်ကိုကားပေါ်ကိုတက်လိုက်ပါရင် ဖာဒီနန်ရဲ့လူပိတ်ရဲ့ဖြူလေးရီရဲ့ကကားမောင်းလိုက်ပြီးတော့ကျဲရီအလုံးကတော့ကားနောက်ပေါ်ကိုတက်လိုက်ခဲ့ကြပါသည်ဒါကြတော့သူတို့ရဲ့ကာစီရီတဲရုကထွက်သွားဖို့ကိုတခုတည်းတော့အခွင့်အရေးဖြစ်တာကြောင့်ကားကုန်ရှေ့တင်မောင်းလိုက်ခဲ့ပြီးတော့ယုံလေးကိုကားထဲကိုထပ်ပြီးတော့တိုက်မိမလို့ဖြစ်သွားခဲ့ပါသည်ယုံလေးကတော့လန့်ပြီးတော့ထပ်ပြီးတော့မေလဲသွားတာကြောင့်ဖာဒီနန်ကတော့သူ့ကိုကားနောက်ခန်းထဲကိုထပ်ပစ်လိုက်ပါသည်လူတွေကတော့သူတို့နောက်ကိုလိုက်လာကြတော့မှပဲမာဂနီကတော့သူ့ရဲ့ခြံစည်းရိုးကိုဖြတ်တုံးကရလာတဲ့လျှက်စီအနဲ့ယုံလေးကိုနှလုံးပြက်ခုံအောင်လို့လှုပ်ပေးလိုက်တဲ့အတွက်ကိုယုံလေးကလည်းနိုးလာခဲ့ပါရင် သူတို့ကထွက်ပြေးကြရင်လည်းမက်ထရီမျိုးတွေကိုရရှိလာခဲ့ကြပြီးတော့မျိုးထဲမှာကားပိတ်နေတာကြောင့်လူတွေသူတို့ကိုမိဖို့ကိုနှိလာခဲ့ကြပါရင်ဖာဒီနန်ကတော့သူငယ်ငယ်ကပြေးခဲ့တဲ့လမ်းအတိုင်းသွားဖို့ကိုအကြံရပြီးတော့သူတို့အားလုံးကိုယထာလန်းစီကိုပြေးသွားခိုင်းခဲ့ပါရင်သူတို့အားလုံးယထာလန်းစီကိုရောက်သွားပေမဲ့လို့လူတွေကသူတို့နောက်ကိုလိုက်နေသေးတာကြောင့်ဖာဒီနန်ကတော့လူတွေပဲရောက်နေပြီလေတီးရအောင်လို့ဖြူလေးတစ်ကောင်ကိုယထာမိုးပေါ်ကိုတင်ပေးလိုက်ပါရင်လူတွေကသူတို့နောက်ကိုနီလာလေးလေးကိုတီသွားတဲ့အတွက်ကိုမှဖာဒီနန်ကရဲ့ယထာအတွက်အပေါ်တစ်ခုကိုအရှင်းတရားလုံးလိုက်ခဲ့ပြီးတော့အားလုံးတက်လို့ရအောင်လို့လုပ်ပေးလိုက်ခဲ့ပါရင် ဒါပေမဲ့လို့ကွေးပိုင်ရှင်ကသူတို့နောက်ဆက်လိုက်နေတာကိုမြင်တဲ့အတွက်ကိုမှဖာဒီနန်ကတော့သူ့ရဲ့တငယ်ချင်းတွေလွတ်အောင်လို့တူကြံခဲ့ပြီးတော့လူတွေကိုတားလိုက်ပါပြီ။ဖာဒီနန်ကတော့ထပ်ပြီးတော့အဖမ်းခံလိုက်ရပြီးတော့မက်ဒရစ်မှာကျင်းပမယ်ကျွန်းရဲ့တိုက်ပွဲကိုခေါ်သွားခံလိုက်ရပါပြီ။တရင်တွေထဲမှာတော့ဖာဒီနန်ရဲ့အကြောင်းပါလာတဲ့အတွက်ဝန်နူကတော့တရင်ကနေကိုတွေ့ပြီးတော့နီနာနဲ့တူတူဖာဒီနန်ကိုကယ်ဖို့ကျွန်းရဲ့တိုက်ပွဲကိုထွက်လာခဲ့ကြပါပြီ။ပြန်ကွင်းထဲကိုအေဘရီမေရိုဝင်လာတဲ့အခါမှာတော့မိမတယောက်ကသူ့အတွက်ကွင်းထဲကိုပန်းတပွင့်ကိုပြစ်ပစ်လိုက်ပါပြီ။ အဘရီမေရိုကတော့အဲ့ဒီဘန်းကိုမြေပေါ်ကိုပစ်ချလိုက်ပြီးတော့သူ့ရဲ့လူတွေကိုကျွဲကိုလှုပ်ပေးဖို့ကိုချက်ပြပေးလိုက်ပါတယ်။တကောက်ပွင့်လိုက်တဲ့အခါမှာတော့ဖာဒီနန်ကပြန်ပွင့်တဲ့ကိုတည်တည်ငြိမ်ငြိမ်ကိုထွက်လာခဲ့ပြီးတော့အဘရီမေရိုကတော့သူ့ကိုအဝိနေနဲ့ကိုတိုက်ခိုက်ဖို့ကိုဆွဲဆောင်လိုက်ပါတယ်။ ဒါပေမဲ့လို့ Ferdinand ကတော့မတိုက်ခိုက်ခြင်းဘူးဆိုတာကိုသူတည်သွားခဲ့တဲ့အတွက်ကို Abrimero ကတော့သူ့ရဲ့လူတွေကိုခေါ်ပြီးတော့ Ferdinand ကိုစူးကျင်တွင်နဲ့ကိုမှထိုးခိုင်းလိုက်ပါတယ်။နာကျင်သွားတဲ့ Ferdinand ကရုံးကန်နေရင်းနဲ့ကိုထွက်ပြေးလိုက်ပါတယ်။ Abrimero တိုက်ခိုက်ဖို့ပြင်နေပေမဲ့လို့သတိလွတ်သွားခဲ့ပြီးတော့သူ့ရဲ့အဝိနေက Ferdinand ဥကြုံမှသွားပြီးတော့ချိန်ပြီးတော့ခဲ့ပါတယ်။ Ferdinand ကတော့အဲ့ဒါကိုဖယ်ဖို့ကွင်းတစ်ခုလုံးကိုပတ်ပြေးလိုက်ပြီးတော့ Abrimero ကတော့သူ့ကိုထိန်ဖို့အဝိကိုခိုင်းလိုက်ပါတယ်။ရုတ်တရက်သူကအဝိကနေဆွဲပြီးတော့ Ferdinand ကြောဘုတ်ကိုအတင်ခံလိုက်ရပါတယ်။ ်ဖာဒီနန်ကတော့သူ့ကိုခါချလိုက်တာကြောင့်အေပရီမေရိုကလည်းကွင်းပြင်ကိုရောက်သွားခဲ့ပါပြီဒေါသထွက်သွားတဲ့အေပရီမေရိုကလည်းဖာဒီနန်ကိုတိုက်ခိုက်ဖို့စူးကြုံတစ်ခုနဲ့ကိုမှကွင်းထဲကိုပြန်ဝင်လာခဲ့ပါပြီဖာဒီနန်ကတော့ရှောင်နေခဲ့ပေမဲ့သူ့ရဲ့စူးကြုံကဖာဒီနန်လက်မောင်းကိုထုံပြီးသွားခဲ့ပါပြီနာကျင်မှုကြောင့်ဒေါသထွက်သွားတဲ့အခါမှာဖာဒီနန်ကအေပရီမေရိုကိုသူ့ရဲ့ဥကြုံနယ်ကိုဆွဲလိုက်ပြီးတော့တိုက်ခိုက်ဖို့ကိုလုပ်လိုက်ပါပြီဒါပေမဲ့လည်းသူကပန်းတပွင့်ကိုနင်းမိထားတာကိုသိလိုက်ရတဲ့အတွက်ကိုသူ့ရဲ့ခြေထောက်ကြွပြီးတော့အေပရီမေရိုကိုလွှတ်ချပေးလိုက်ပါပြီ အပရီမီရိုကတော့လန်သွားတဲ့အတွက်ကိုအနားဆုတ်သွားခဲ့ပြီးတော့ဖာဒီနန်ကတော့မြေပြင်ပေါ်မှာကျနေတဲ့ပန်းပွင့်လေးကိုနှမ်းလိုက်ပါတယ်။အပရီမီရိုကတော့သူ့ရဲ့ဓာတ်နဲ့ဖာဒီနန်ကိုထက်ကိုတိုက်ခိုက်ဖို့ကိုချိန်လိုက်ပြီးမယ်လို့ဖာဒီနန်ကတော့ထိုင်ချလိုက်ပြီးတော့တိုက်ခိုက်ဖို့ကိုညှဉ်းဆန်လိုက်ပါတယ်။ပရိသတ်တွေအားလုံးကလည်းအပရီမီရိုကိုကျွဲလေးကိုလှုပ်ပေးဖို့ဝိုင်းပြီးတော့အော်လိုက်ကြပါတယ်။ပရိသတ်တွေရဲ့တောင်းဆိုမှုကအနံ့ရသွားခဲ့တာကြောင့်အပရီမီရိုကတော့ပြိုင်ပွဲကိုရှုတ်သိမ်းပြီးတော့ကွင်းပြင်ကိုထွက်သွားခဲ့လိုက်ပါတယ်။ ဲ့ဒီအချိန်မှာပဲနီနာကရောက်ရှိလာခဲ့ပြီးတော့ဖာဒီနန်စီကိုပြေးသွားလိုက်ပါတယ်ဖာဒီနန်ကတော့သူ့ရဲ့တခင်ကိုပြန်တွေ့ရတဲ့အတွက်ကိုအယံပြော့သွားခဲ့ပြီးတော့ပရိသတ်တွေအားလုံးကလည်းဖာဒီနန်အတွက်ကိုပန်းတွေကိုပြစ်ပစ်လိုက်ကြပါတယ်ဗီလီယန်တင်းနဲ့ကျွဲတစ်ဖွဲ့လုံးကတော့ဖာဒီနန်ကိုကူညီဖို့ရောက်လာခဲ့ကြပေမဲ့ပွဲကပြီးသွားပြီးတော့ပန်းပွင့်နေတဲ့ကျွဲတွေအနိုင်ရသွားပြီးဆိုတာကိုသိလိုက်ကြရပါတယ်အဲ့ဒီနောက်မှာတော့မစ္စတာမိုရီနိုကကာစီဒါတဲရိုမှာရှိတဲ့လူပိအပါဝင်ကျွဲရီအားလုံးကိုနီနာတို့စီကိုပေးလိုက်ပါတယ်။နီနာကလည်းသူတို့တွေအားလုံးကိုပထမအဦးဆုံးအချိန်နေနဲ့အချင်းနဲ့လွတ်လပ်မှုအရာတာကိုခံစားရအောင်ခွင့်ပြုပေးလိုက်ပါတယ်။ ဒီနေရာလေးမှာပဲကျွန်တော်ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာအခုလိုမျိုး animation ဇာတ်ကားကောင်းလေးတွေကိုစင်စမပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးခဲ့ကြပါအောင်နော်ခေတ္တဆိုရင်နောက်တစ်နေ့မှာဇာတ်ကားကောင်းတွေနဲ့တူတူပြန်လည်တွေ့ဆုံကြပါစို့လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်